မင်္ဂလာပါဘဝိကဇဘယာနေပြီးတော့ကြိုဆိုပါရယ်ဒီနေ့ဗီဒီယိုကတော့မနစ်ကတော့ကျွန်တော် vacation ရတဲ့အချိန်မှာသွားလေခဲ့တဲ့နိုင်ငံ၃ခုရှိတယ်အာမေးနီးယားရယ်အဇာဘိုင်ဂျန်ရယ်ဂျော်ဂျီယာရယ်ဆိုတော့ဒီနိုင်ငံ၃ခုစလုံးကိုကျွန်တော်လေခဲ့တယ်ဒီနိုင်ငံ၃ခုစလုံးကအာရှနဲ့ဒီဥရောပရဲ့ခြားထဲမှာရှိတယ်အဲယူရေးရှားနိုင်ငံတွေလို့ခေါ်ကြတယ် ီနိုင်ငံတွေကိုကျွန်တော်လည်ပတ်ပြီးတဲ့အချိန်မှာဒီနိုင်ငံ၃ခုကြားထဲမှာရှိတဲ့မတူညီမှုတွေတူညီမှုတွေခွာခြားချက်တွေကိုအာပြောပြပေးချင်ပါတယ်ပြီးတော့ဒီနိုင်ငံ၃ခုနဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကရောဘာတွေများခွာခြားတယ်လဲဘာတွေများတူညီတယ်လဲဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်အဲ အပိုင်းတစ်ခုချင်းစီကိုခွဲပြီးပြောသွားမှာဖြစ်တဲ့အတွက်ဒီနေ့ဗီဒီယိုကနည်းနည်းလေးတော့ကြားကောင်းကြားနိုင်ပါတယ်။ဒါပေမဲ့ဒီနေ့ဗီဒီယိုကြည့်ပြီးသွားရင်တော့ဒီအလဲအာရှနဲ့ယူရေးရှားနိုင်ငံတွေရဲ့အကြောင်းကိုတော်တော်လေးသိသွားမှာဖြစ်တယ်။ပြီးတော့ခရီးသွားတာကိုကြိုက်တဲ့သူတွေအတော့လေဘယ်နိုင်ငံမျိုးကိုတော့သွားလဲတဲ့နဲ့ဘယ်နိုင်ငံမျိုးကိုတော့သွားလဲဘာကြီးဆောင်ရမလဲဆိုတော့နည်းနည်းပပသိသွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနိုင်ငံ၃ခုကိုကျွန်တော် လေပတ်ခဲ့တယ်အာကျွန်တော်လေပတ်ခဲ့ပုံစံကတော့ budget ပေါ့နော်ဆိုတော့ budget ထဲမှာမှာတတော် budget ပုံစံမျိုးနဲ့ကျွန်တော်လေပတ်ခဲ့တာဖြစ်တယ်ပြီးတော့အာ tourism area တွေကိုအဓိကမတော်ဘူးပေါ့နော်အဓိကသူတို့ရဲ့ local တွေကဘယ်လိုမျိုးနေထိုင်နေရှင်သန်နေဆိုတာကိုအဓိကတွားပြီးတော့ကြည့်ကြတာမျိုးဖြစ်ပါတယ်ဆိုတော့အာကျွန်တော်တို့စပြီးတော့ပြောကြရအောင်ပေါ့နော်ဆိုတော့ အာမေးနီးယားရဲ့ဂျော်ဂျီယာရဲ့အဇာဘိုင်ဂျန်ဒီနိုင်ငံသုံးခုစလုံးကတူညီနေတာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့တို့ရုရှားရဲ့အောက်ကနေပြီးတော့ခွဲထွက်တာဖြစ်ပါတယ်ဆိုတော့ရုရှားကနေပြီးတော့တို့လွတ်လပ်ပေးလိုက်တယ်ပေးလိုက်တဲ့အတွက်တို့အာခွဲထွက်ခဲ့တာဖြစ်ပါတယ်ဆိုတော့တို့အာလွတ်လပ်ရတဲ့အချိန်ကဒီ1990နဲ့91ဝန်းကျင်မှာရတာဖြစ်တယ် ဆိုတော့ရုရှားကနေခွဲထွက်တာကတိတ်မကြာသေးတဲ့အတွက်ဒီနိုင်ငံသုံးခုမှာရုရှားရဲ့အမွေအသက်တွေကတော့ရှိနေတော့မှဖြစ်တယ်။အရင်ကြီးတော့ရုရှားနဲ့ဂိမ်းခွာသွားတာမျိုးမဟုတ်ဘူး။ဒီနိုင်ငံသုံးခုစလုံးမှာရှိတဲ့လူဦးရေတော်တော်များများကရုရှားစကားကိုဒီနေ့အချိန်ထိပြောနေတော့မှဖြစ်ပါတယ်။ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီလူဝင်မှုကြီးကြေးနဲ့ဆက်ရမှာဖြစ်ပါတယ်။ဆိုတော့အာမေးနီးယားရဲ့ လာဝကားလို့ခေါ်မှာပေါ့နော် immigration ကိုပြောရမယ်ဆိုရင်အမေမြ immigration ကအရန်ပေါ်ရတယ်လူတွေကိုအရန် welcome ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လေဆိပ်ကိုရောက်သွားတဲ့အချိန်မှာဒီအာမေးနီးယားနိုင်ငံမျိုးတော်ယေရီဗန်လေဆိပ်ကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာညအရန်ညနဲ့နေပြီပေါ့နော်ညနဲ့နေပြီဆိုတော့ကျွန်တော်ဟိုဒီကောင်တာကစစ်တဲ့အခါမှာကျွန်တော်ရဲ့ဒီမြန်မာ passport က အာသူတို့လေလာနဲ့ရှင်းလိုက်တဲ့အခါမှာသူတို့ဒီ security standard ကအောက်ကိုရောက်နေတယ်ဗောနော်အဲ့တော့ကျွန်တော်စစ်တယ်စစ်တော့ဒီစစ်တဲ့အမျိုးသမီးကသူ့ရဲ့ supervisor ကိုခေါ်တယ်သူ့ supervisor ကလည်းအဲစစ်တော့သူတို့စိတ်ကျဉ်တဲ့လောက်တဲ့ဟာကိုမတွေ့ဘူးမတွေ့တဲ့အချိန်မှာသူတို့နောက်ထပ်သူတို့ရဲ့အရာရှိတယောက်ကိုထပ်ခေါ်ပြီးတော့ကျွန်တော်ထပ်စစ်တယ်အဲ့လိုမျိုး၃ရောက်စစ်ပြီးွားတဲ့အချိန်မှာတောင်မှသူတို့စိတ်ကျဉ်တဲ့လောက်တဲ့ဒီ security standard ကိုအာ ျွန်တော်ရဲ့ passport မှာမတွေ့ဘူး။မတွေ့တဲ့ခါကျတော့တို့ကကျွန်တော်မိတယ်မိမ supporting document တွေရှိလားဆိုတော့ကျွန်တော်ကအမဒီ UAE နိုင်ငံမှာနေထိုင်နေဆိုတော့ဒီ resident ကပြရောရှိရဆိုပြီးပြလိုက်တယ်။ဆိုတော့ဒီဖြစ်စဉ်တစ်ခုလုံးဖြစ်သွားတဲ့အချိန်မှာတို့မျက်နှာတစ်ချက်ပြတ်သွားတာမရှိဘူး။ဖော်ဖော်ရွရွပဲជីជីပြပြပဲနောက်ဆုံးကျွန်တော်တို့ပေါ်တင်မိတယ်အာမီလာလွယ်လာလေရတဲ့ယူရချက်ကဘာလဲ မင်းဟာရိုးနိုင်ငံမှာဘာလာလောက်တာလဲဆိုမိရမိရကျွန်တော်လာလေတာပေါ့နော်မှုမင်းမှာတခြားရွေသေးရှိရဆိုလို့ပေါ်တင်ပြောလို့ရတယ်။မတော်ကကုညီတက်တဲ့နိုင်ငံမျိုးဆိုပြီးတော့အဲ့လိုပြန်ပြောတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီဒီ UAE အဲဒီ resident ID ကိုပြလိုက်ရုံနဲ့သူကမပြီးသွားသေးဘူး။ကျွန်တော်က အဲဒီဗီဇာပါမတော့ဘောเนาะဆိုတော့ဒီမှာတရင်းတွေကိုလိုက်ဖက်ကြည့်တော့အဲကျွန်တော်ကဗီဇာမလိုပဲသွားလို့ရရဆိုပြီးသွားလိုက်တာဘောเนาะတကယ်တော့ကျွန်တော်ကဗီဇာလိုတယ်ဆိုတော့ဗီဇာမပါဘဲနဲ့နိုင်ငံတွေကိုဝင်လာတဲ့အခါမှာဘယ်နိုင်ငံမဆိုနည်းနည်းလေးတော့ပုံရမှာတော့မဟုတ်ဘောเนาะဟောနည်းနည်းလေးတော့မင်းဗီဇာတော့ပါမလာဘူးလားဒါလေးတော့မတည်ဘူးလားဒါလေးတော့မတည်ဘဲနဲ့ဘာလို့လာလဲလာလဲဆိုပြီးတော့တုံ့ပြန်ကောင်းတုံ့ပြန်နိုင်တယ်ဒါပေမဲ့အာ အာမေးနီးယားရဲ့ immigration ကတတော်သဘောကောင်းနေဒီအနောက်ဘက်မှာကောင်းတာတစ်ခုရှိရပါတော့အမမင်းသွားပြီးတော့ဒီ10ဒေါ်လာဝင်ကျင်တော့ပေးပြီးတော့ visa သွားလုပ်လိုက်ပါတော့ဆိုတော့သွားတယ်သွားလိုက်တော့လေဖော်ဖော်ရွေရွေပဲအဲမွေတွင်းလိုက်တယ်တွင်းပြရနဲ့တို့ကျွန်တော်တပုံတပုံရိုက်တယ်3မိနစ်အတွင်းမှာဒီကျွန်တော်ရဲ့ passport ကို visa sticker ကပ်ပေးတယ်ပေါ့နော်ဆိုတော့အဲဒါဟိုဒီတရားဖြစ်အာမေးနီးယားရဲ့ လူဝမှုကြီးတဲ့ကြီးကတော်တော်ပေါ်ရတဲ့သဘောရှိတယ်ပြီးတော့ဒီအာအမေးနီးယားမှာနေရပေါ့နော်တခြားဒီ resident ပေါ့နော်ဒီအာမေးနီးယားနိုင်ငံသားမဟုတ်တဲ့ resident တွေပြောပြကြတဲ့အရာဆိုရင်ဒီသူတို့ကသူတို့နိုင်ငံကိုလာလေတဲ့သူတွေကိုပေါ်ရရင်တော့မကဒီမိခင်နိုင်ငံမှာဒုက္ခရောက်လို့လာပြီးတော့ခိုလုံတဲ့သူတွေကိုလည်းသူကတော်တော်လေး GDP လို့ဆက်ဆံတယ်အာပြီးတဲ့အခါမှာအာသူတို့ နောက်ထပ်ပေါင်းတာတကောပါလဲဆိုတော့ဒီသူတို့နိုင်ငံတွေဝင်လာပြီးတော့ဒီနေနေတဲ့သူတွေပေါ့နော်အဲ့အဲ့လူတွေကဒီ criminal case တခုကိုမလုပ်သေးဘူးပေါ့နော်သူတို့ကလည်းတွားပြီးတော့စစ်တာတွေစေးတာမျိုးကြီးမလုပ်ဘူးဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒါကတော့အမေနီးယားရဲ့ကောင်းနေလာဝကပေါ့နော်ဆိုတော့ဂျော်ဂျီယာကိုတွားပြီးတော့ပြောတာပေါ့ပေါ့ဂျော်ဂျီယာလာဝကရတတော်မကောင်းပါဂျော်ဂျီယာ immigration ကနေမဲ့စိုးနယ်လေကြော်ကြားသလို့ မဖော်ရွေးမှုနဲ့လည်းကြော်ကြားတယ်လို့မောက်မှမှုနဲ့လည်းကြော်ကြားပါတယ်။ဆိုတော့အဲဒီနိုင်ငံနေအားလုံးပေါ်မှာအဲ့လိုဆက်ဆံလာလားဆိုတော့တော်တော်များများနိုင်ငံပေါ်မှာအဲ့လိုဆက်ဆံလာပါဘူး။ဆိုတော့အရင်ဆုံးကျွန်တော်အတွေ့အကြုံပြောပြရမယ်ဆိုရင်ကျွန်တော်ကြော်ကြော်ရောရတဲ့အချိန်မှာ visa on arrival ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ UAE နိုင်ငံမှာနေထိုင်တဲ့ဒီနိုင်ငံသားတွေကဒီ resident တွေကတွားတဲ့အခါမှာကြော်ကြော် visa on arrival ရပါတယ် ဒါပေမဲ့ကျွန်တော်ရောက်လာတဲ့အချိန်မှာကျွန်တော်တဏှာကြီးကြောင်လို့စစ်စစ်မေးမြန်းပါတယ်ဆိုတော့တဏှာကြီးကြောင်လို့မေးတဲ့အချိန်မှာဒီတာမန်မေးခွန်းနေပဲမေးတာဖြစ်ပါတယ်မင်းရဲ့အဲဒီ return ticket ကပမာလဲ hotel booking ကပမာလဲ show money ကပမာလဲမင်းရဲ့ UAE ရဲ့အလုပ်ကိုပြောပါမင်းရဲ့လာတာပြန်ပြအာဘယ်လောက်လောက်ရတယ်ပေါ့နော်စသဖြင့်ကျွန်တော်ဒီမေးခွန်းနေမေးပါတယ်ဆိုတော့ ဒီမိကုန်နေရာတော့ပုံမှန်မိကုန်နေပဲကျွန်တော်လည်းဖြည့်တဲ့အချက်လက်တွေတိတိကျကျပေးတယ်ဟိုတယ်ဘုတ်ကင်းတွေပြတယ်ရှိုးမန်းနေတွေပြတယ်ဒါပေမဲ့ကျွန်တော်တို့ပဲကျွန်တော်ရဲ့ဘေးနားမှာအဲကျွန်တော်နဲ့အတူတူအစ်စ်ခံရတဲ့အမေခံရတဲ့တဲမှာဒီဒီတောင်ဝါရှာနိုင်ငံသားတွေပေါ့နော်ရှီလန်ကာတွေပြီးရင်ဒီပါကစ္စတန်တွေဆိုသူတို့လည်းဟိုစိတ်ချနေတော့တဲ့အဖြေမျိုးတွေကိုပေးတယ်ဒါပေမဲ့သူတို့ကတော့ပြည်ဝင်ဝင်မရဘူးလေလေးမှလည်းလှည့်ပြီးတော့ပြန်တော့ရတယ်ပေါ့နော်ကျွန်တော်ကတော့ ဟိုပြန်ရကာမှပြန်ရအောင်ငါမှအချက်လက်အားလုံးစုံလေငါမင်းတို့နိုင်ငံမှာလာပြီးနေမှာ82နှစ်ရအောင်ပဲမင်းတို့နိုင်ငံလာခြင်းတို့လာတာလည်းမဟုတ်ဘူးငါပထမအာမေးနီးယားကိုသွားတယ်အာမေးနီးယားနေပြီးတော့ငါနောက်ထပ်သွားနေတဲ့နိုင်ငံဖြစ်တဲ့အဇာဘိုင်ဂျန်ကိုတိုက်ရိုက်လေမရှိဘူးမရှိတဲ့အတွက်မင်းတို့နိုင်ငံကိုခဏဝင်တာပေါ့နော်ဆိုတော့ကျွန်တော်ကလို့ပြောလိုက်တယ် ဆိုတော့မင်းတို့နိုင်ငံကလေလမ်းကြုံလို့ဝင်တဲ့သဘောပဲရှိတယ်။ဆိုတော့အကဲမင်းတို့မဖော်ယူဆိုလဲကိစ္စမရှိဘူး။ငါ့ကိုအာမေးနီးယားဟိုပြန်ပို့ရလေနဲ့တင်းတင်းဒါမှမဟုတ် ဒါအစားပိုင်းတောင်းမဲ့လိန်နဲ့တင်ပြီးတင်ပြီးကြိုက်တာလုံးလို့ရတယ်လို့ပြောလိုက်တယ်။ဆိုတော့အဲ့လိုနည်းနည်းသူတို့နည်းနည်းလေးပြန် my joy ပြောတဲ့ခါကျတော့သူတို့နည်းနည်းအာငါတို့ကလည်းတောင်းဝင်ရလောက်ကတော့ဆိုတော့အဲ့လိုနည်းနည်းလေးတော့ဖြေလျှော့သွားတယ်။ဒါပေမဲ့အဲ့မှာတခြားသောအာဖရိကနိုင်ငံသားတွေကြတော့ဒီဒီပေါ့နော်အမျိုးသမီးကတော့ဖိလစ်ပိန်းတို့ကျွန်တော်ထင်ပါတယ်ပင်လယ်ကွေ့နိုင်ငံတခုခုမှာအလုပ်လုပ်နေတဲ့အဲအတွဲတွေနေပါလိမ့်မယ်။ဆိုတော့ဒီအမျိုးသားကတော့အာဖရိကနိုင်ငံတခုခုပါပေါ့နော်။ဆိုတော့ ဒီသူတို့ကတော့ဒီတခါတည်းပေါ့နော်ဒီပို့လောက်လိုက်တယ်ပေါ့နော်လက်မခံဘူးပေါ့ဆိုတော့ Georgia Immigration ကမဖို့ပြေဘူးတခါပြီးတော့ဒီဒီလိုမျိုးပေါ့နော်ဆိုက်ရောက် visa အတွက်ကိုစစ်ဆေးခံပြီးတော့ဒီလာဝကရဲ့ကောင်တာကိုရောက်တဲ့အခါမှာလည်းသူတို့ဖော်ပြမှုမရှိဘူးအမင်းတို့ passport ကဒီ security standard ကအောက်ကိုရောက်နေတယ်ဆိုတော့ဒါငါတို့လက်ခံနိုင်ဝင်မရှိဘူးဆိုတော့ပုံစံမျိုးပြောတယ်ပေါ့နော် ဆိုတော့အဲပြီးတော့လဲမာရီကြောရင်လည်းဗောနော်တားဟိဖော်ရမှုမရှိတာကိုတွေ့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဂျော်ဂျီယာလာဝကအတွေ့အကြုံဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့အလားပိုင်ချာမို့လာပိုင်ချာလာဝကကတော့မြင်တာအောင်ပြောရရင်တော့ဟိုစီကန်ကြည့်ပြီးတော့သဘောကောင်းတဲ့လာဝကလို့ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့စီကန်ရန်ကြည့်တယ်ရောက်တာနဲ့တိတိကျကျအောင်စစ်တယ်ဆိုတော့ကျွန်တော်ဝင်သွားတဲ့အချိန်မှာဒီဆိုက်ရောက် ဗီဇာလျှောက်တဲ့ကောင်တာကိုသွားတယ်။ဆိုကျွန်တော်နဲ့အတူကိုရီးယားနိုင်ငံသား၂ယောက်ပေါ့နော်။ဆိုကိုရီးယားနိုင်ငံသားတွေကတော့အေးရှေးပဲ။ဘာမှသူတို့မမေ့ဘူး။သူတို့ဝင်သွင်းပြီးတာနဲ့လာဝကကောင်တာကိုဖျက်လို့ရပြီ။ဆိုကျွန်တော်ကကျတော့ဒီဒီကျွန်တော် UAE resident ID ကိုပြရတယ်။အဲပြီးတော့ဒီမြန်မာ passport ကိုပြရတော့မြန်မာ passport ကိုတော့မြန်မာဆိုတဲ့နိုင်ငံကိုသူတို့မရင်းနေဘူး။အဲ့တော့မြန်မာကိုသူတို့တော်တော်လေးရှာတယ်။ရှာပြီးတော့မေ့ရဲ့ဘာလာလောက်တာလဲဆိုတော့ကျွန်တော် vacation လာတာပေါ့နော်။ဆိုတော့ ရည်ရွယ်ချက်ကဘာလဲပေါ့အဓိကဘာလုပ်ချင်တာလဲဆိုတော့ vacation လာတာလို့ပြောပြီးတာတော့မတော့ဘာလုပ်ချင်တယ်လို့မေးတော့ကျွန်တော်လဲအာ Caspian ပင်လယ်ကလေကိုလာပြီးတော့ရှူတာလို့ကျွန်တော်ပြောလိုက်တာပေါ့အဲ့ဆိုတော့တော်တော်ရမ်းကြာပါကြာပါပြီတော့အဲ့တော့မှတမျက်နှာမှာအပြုံးနေပါရင်ဆပြီးတော့မြင်ရတယ်တော်တော်ဖော်ရွေလာတယ်ကျွန်တော်အစားဆုံးကူညီတယ်ပြီးတော့ဒီကျွန်တော်ကတ်ကဒီတို့ရဲ့ဒီဆက်ရောက်ပြီးသားအတွက်ပေါ့ ဒေါ်လာ30သွင်းရတဲ့အခါမှာကက်လုံးမလုံးလည်းစိတ်မပူလဲပေါ့နော်သူ cash စီစဉ်ပေးပါမယ်ပေါ့အဲ့လောက်ထိတော့သူကသဘောကောင်းပါတယ်နောက်ကကောင်းတာကိုဖျက်တော့တယ်တော်တော်လေးသဘောကောင်းတယ်တော်တော်လေးဖော်ရတယ်ဒီအမျိုးသမီးကအသက်တော်တော်ကြီးပြီလို့ကျွန်တော်ထင်တယ်45ဝန်းကျင်လောက်ကျွန်တော်ဒီသူ့ရဲ့နိုင်ငံမျိုးတော့ပေါ့နော်ဘာကူကဟိုတယောက်တည်း လာလေရမယ်မျိုးမဟုတ်ဘူးပေါ့အဲအဲ့လိုမျိုးသူကစားရနောက်တာရောရှိတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲကျွန်တော်ရဲ့ passport မှာရှေ့မှာအာမေးနီးယားကိုတွားထားတဲ့ sticker ကိုသူမြင်တဲ့အချိန်မှာတော့သူမျက်နှာကနည်းနည်းလေးအယောင်ပြောင်းသွားတယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံနှစ်ခုကြားထဲမှာလည်းမသိမ့်မြတ်မှုတွေရှိတယ်ဆိုတဲ့အခါကျတော့ဒါကတော့လာဝကအတွေ့အကြုံဖြစ်ပါ